ကျွန်တော် challenge နိုင်ရခက်ခဲတယ်ဗျာ challenge တွေကတူမသိရအောင်ကျွန်တော်ရောက်သွားတဲ့အချိန်မှာမှကျွန်တော်တို့ဒီလောက်ရမဲ့ challenge တွေကိုသိရအောင်နော်အဖိုးကြီးပြိုင်တဲ့ experience ဆိုရင်တော့ခက်အများကြီးပဲဗျအခက်ခဲရတော့အများကြီးပဲဘာလို့လဲဆိုတော့လှုပ်ရှားပြီးတော့မားတဲ့ဟာဆိုတော့ဘုံတော့ခက်ခဲရတယ် လက်လွတ်ပြီးတော့အဲ့လိုမျိုးအရှုံးမပေးခြင်းဘူးပေါ့နော်ဒါမှမဟုတ်အရှုံးပေးခဲ့ရတဲ့အခိုက်အတန့်ရှိခဲ့တယ်ကျွန်တော်တို့ပထမအဆုံးဆက်ဆက် challenge ပေါ့နော်အဲ့ challenge ကကြတော့အရင်ခင်းရင်ပါတယ်အဲကျွန်တော်တို့ဒီ deflin မားတဲ့အချိန်မှာကျွန်တော်ကအရင်တည်းကခါးဒဏ်ရာရဘူးလေဒဏ်ရာရဘူးတဲ့အပြင်ကိုကျွန်တော်ရဲ့ weight ကလည်းအဲ့တုန်းက80 kg လောက်ရှိရ80 kg လောက်ဆိုကိုယ့်ရဲ့ weight ရဲ့အဲ့လိုတဆခွဲလာမှုဟုတ်လား လို Wi-Fi 1.5နဲ့မြောက်ပြီးတော့ကျွန်တော်တို့ကဒီ Devlet ကိုမှားတာပေါ့နော်အဲ့ကြတော့ကျွန်တော်အဲ့အလေးကြီးရဲ့လိုမျိုးမကင်ဘူးပဲနဲ့အဲအဲ့လိုမျိုးမှားတာပေါ့မှားတဲ့အချိန်မှာဒီခါကလည်းဆာရဲ့ injury ဖြစ်ထားတာဆိုတော့အဲ့မှာခါပြန်ထိသွားတယ်အဲ့ပထမဦးဆုံးခြေလမ်းမှာရင်ကျွန်တော်အဲ့ခါတန်ရပြန်ရသွားတယ်ပေါ့နော်အဲစိတ်သက်တည်ရန်ကြသွားတယ်ဒီကျွန်တော်နောက်တဲ့ဒီခြေလမ်းနေ များကြီးကြံ့နေတယ်ဆက်ပြီးရှင်ပြိုင်နိုင်မှာမလားဆိုပြီးဖြစ်သွားတယ်ဒီပြိုင်ပွဲမှာလာပြိုင်တဲ့လူတွေအကုန်လုံးကဝင်းနာမှန်းပြီးတော့လာပြိုင်ကြတာအဲအကြောင်းမို့သူက challenge နိုင်မှာတယောက်မှတော့သူကရှော့ရှော့ပေါ့ပေါ့ပြိုင်တဲ့လူမရှိဘူးကနော်ကျွန်တော်နာမည်က William Wamu ပေါ့ဒီမှာ FOE မှာအစီအစဉ်ပေးတာတော့ William Wanmu ဆိုတဲ့နာမည်နဲ့စီးရင်ပေးတာ Wanmu နောက်က Wanmu William Wanmu မင်္ဂလာပါအဲကျွန်တော်နာမည်ကတော့ငင်းချမ်းဖြစ်ပါတယ်ကျွန်တော်ကတော့ FOE မပြိုင်နေရတော့ကျွန်တော်ကတော့အဆုံးတော့လုပ်တယ်ဝင်ရောင်းလည်းလုပ်တယ်ဖိနန်နဲ့ပတ်သက်တဲ့ coach လည်းလုပ်တယ်ကျွန်တော်ကတော့ဒီ model တရုတ်ဆောင်လုပ်ပါတယ်။ MRD ဖုန်းမှာလည်းလက်ရှိအဲတဲလန်အနေနဲ့လုပ်နေပါတယ်။ ့ FOE ပြိုင်တဲ့ experience ဆိုရင်တော့ခက်အများကြီးပဲဗျအခက်ခဲရတော့အများကြီးပဲဘာလို့ဆိုတော့ပြုတ်ရှားပြီးတော့မားတဲ့ဟာဆိုတော့ဘုံတော့ခက်ခဲတာပဲမခက်ခဲတဲ့ဟာဆိုရင်တော့အာလုံနေကြဟာဆိုရင်မခက်ခဲဘူးလမ်းလျှောက်တာတော့ပါဒါပေမဲ့အကုန်လုံးကတော့ခက်ခဲသူဟာနေကတော့ခက်ခဲอืม FOE ဒီ season 2ပေါ့နော်ကျွန်တော် challenge အတိုင်းကခက်ခဲတယ်ဗျအဲကျွန်တော်တို့ဒီ challenge နာမည်တွေကိုကျွန်တော်သိရတယ်ဒါပေမဲ့ challenge တွေကကျွန်တော်မသိရအောင်ကျွန်တော်ရောက်သွားတဲ့ချိန်မှာမှကျွန်တော်တို့ဒီလောက်ရမဲ့ challenge တွေကိုသိရပါဘောเนาะအဲအကြမှာကျွန်တော်တို့ကကျူတင်အရှိအရှိအရှိမှာကြောင့်ကျွန်တော်တို့ကကျူတင်ပြင်ဆင်လာလို့မရအောင်အဲအတွင်းရောက်တဲ့ချိန်ညမှာပြိုင်ပွဲကိုမြင်လိုက်တဲ့ချိန်ညမှာကျွန်တော်တို့ကဒီအုံနောက်ကိုတုံးချရတယ်ငါတို့ဒီညဘယ်လိုမျိုးရှင်ပြန်ရမလဲဆိုပြီးတော့အဲ့လိုတုံးချပြီးရှင်ပြန်ရတာဘောเนาะအဲပြိုင်ပွဲတိုင်းကတော့ဒီ challenge တိုင်းကတော့အကုန်ခက်ခဲပါတယ် ရင်းချမ်းကလည်းကျွန်တော်တို့ဒီ FOE တင်ဘက်ကနေရွေးချယ်ထားတဲ့၈ယောက်ထဲတစ်ယောက်ပါဆိုတော့ပြိုင်ပွဲပြိုင်တဲ့အခါမှာ ကိုယ့်အတွက်ဘာတွေကခက်ခဲခဲ့တယ်ဘယ်လိုတွေကြော်ဖြတ်ခဲ့ခက်ခဲရအောင်အများကြီးပဲเนาะဟိုပြိုင်ပွဲအစနေပြိုင်ပွဲအဆုံးထိအကုန်လုံးခက်ခဲပါတယ်ပထမဆုံးဆော့ဆက်ဂိမ်းမှာတော့ကျွန်တော်အကြောက်လွန်ပြီးတော့လေမော်ဒီကြီးစွတ်စားပြီးတော့อืมပြည့်ရမလားอืมအဲနောက်ဖေးသွားလဲရအဲအချိန်မှာတော်တော်လေးတော့ပြင်းမှန်းတယ်တောက်လျှောက်လို့အာ န်းတာတောက်လျှောက်လက်လွတ်ပြီးတော့အဲ့လိုမျိုးအရှုံးမပေးခြင်းဘောနော်ဒါမဲ့လည်းအရှုံးပေးခဲ့ရတဲ့အခိုက်အတန့်ရှိခဲ့တယ်ကျွန်တော်တို့ပထမအဆုံးဆက်ဆက် challenge ဘောနော်အဲ challenge ကြတော့အရင်ခဲရင်ပါတယ်အဲကျွန်တော်တို့ဒီ deflin မားတဲ့အချိန်မှာကျွန်တော်ကအရင်တည်းကခါးဒဏ်ရာရဘူးလေဒဏ်ရာရဘူးတဲ့အပြင်ကိုကျွန်တော်ရဲ့ weight ကလည်းအဲ့တုန်းက80 kg လောက်ရှိရ 80 kg လောက်ဆိုကိုယ့်ရဲ့ weight ရဲ့အဲ့လိုတစခွဲလာမပြီးဟုတ်လားအဲ့လို depth လေး1.5နဲ့မြောက်ပြီးတော့ကျွန်တော်တို့ကဒီ depth လေးကိုမားတာပေါ့နော်အဲ့ကြတော့ကျွန်တော်အဲ့လေးကြီးရဲ့လိုမျိုးမကင်ဘူးပဲနဲ့အဲအဲ့လိုမျိုး depth မားတာပေါ့မားတဲ့အချိန်မှာဒီခါကလည်းဆားရဲ့ injury ဖြစ်ထားတာဆိုတော့အဲ့မှာခါပြန်ထိသွားတယ်အဲ့ပထမဆုံးခြေလမ်းမှာရင်ကျွန်တော်အဲ့ခါတန်ကပြန်ရသွားတယ်ပေါ့နော်အဲစိတ်သက်တွေရမ်းကြသွားတယ်ဒီကျွန်တော်နောက်တဲ့ဒီခြေလမ်းတွေ များကြီးကြံ့နေတယ်ဆက်ပြီးရှင်းပြနိုင်မှာမလားဆိုပြီးဖြစ်သွားတယ်။သူများကြီးကဒီ challenge ကိုအဲဆက်ဆက် challenge ကို3កောက်တွေ4កောက်တွေ5កောက်တွေ6កောက်တွေရနေတဲ့အချိန်မှာကျွန်တော်အဲ့နှစ်ခေါက်ကြော်ကြော်လောင်းနေတယ်ကျွန်တော်ကခါကျွန်တော်ဒဏ်ရာရနေပြီကျွန်တော်မလုံနိုင်တော့မလုံနိုင်တဲ့အခြေအနေမှာအဲအရှုံးပေးရင်လားဆိုတော့ကျွန်တော်အရှုံးမပေးခြင်းဘူးကျွန်တော်ဆက်လုပ်ကြည့်သေးရလုပ်ကြည့်လိုက်တဲ့အချိန်မှာဒီ၃ညမြောက်မှာ ကြတော့ကျွန်တော်လုံးဝလဲပါတယ်ကျွန်တော်မလုံနိုင်တော့ရနေထားဖြစ်သွားကျွန်တော်တကယ်လို့အဲ့ရောက်ကိုကျွန်တော်ညစ်တွန်းတွန်းပြီးဆက်လုပ်မယ်ဆိုရင်음ကျွန်တော်အခုချိန်ဒီလိုမတ်တက်တောင်ရက်နိုင်နေမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့မှာတော့ကျွန်တော်အရှုံးမပေးခြင်းပဲနဲ့အရှုံးပေးခဲ့ရတဲ့အခိုက်အတန့်လေးဖြစ်ခဲ့ပါတယ်ဒီနေ့ကြာပြီတော့စိတ်တော့မတူဘူးဗျာဘာလို့လဲဆိုတော့ team game 3 game ပဲပါတယ် ဲ3ဂိမ်းပါတာဆိုတော့တင်းဂိမ်း2ဂိမ်းမှာကျွန်တော်ကဝင်နိုင်ရတယ်ဆိုတော့အဆင်ပြေတယ်ပေါ့အဲနောက်ဆုံးဂိမ်းမှာတော့အဆင်မပြေဘူးဆိုပေမဲ့ရန်တော့မဖြစ်ဘူးရန်တော့မဖြစ်ဘူးမိတ်ဆွေတွေမင်းဟောနောက်မှာကြည့်ပြီးရန်ဖြစ်တာရှင်းစားတာပါတင်းဂိမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ဘာမှတော့ပြောစရာတော့မလိုဘူးပါဘာလို့ဒီပြိုင်ပွဲမှာလာပြိုင်တဲ့လူတွေအကုန်လုံးကဝင်နာမှန်းပြီးတော့လာပြိုင်ရတာ အဲ့ဒါကြောင့်မို့သူက challenge တိုင်းမှာတရားမတော့သူကရှော့ရှော့ပေါ့ပေါ့ပြိုင်နေလို့မရှိဘူးပေါ့နော်ကိုကိုတိုင်းဆိုအဲ့လိုမျိုးရှော့ရှော့ပေါ့ပေါ့ပြိုင်နေတာမရှိဘူးမရှိရဲ့အတွက်အဲ့လိုမျိုးဟိုလိုမျိုးခိုတာတော့ပါလို့မရှိရဲ့အတွက်အဲ့လိုမျိုးတင်းကိန်းနဲ့ပတ်သက်ပြီးတော့ပြဿနာတော့မရှိဘူးပေါ့နော်ဒါမဲ့ကျွန်တော်တို့အသိကိုပြောတာပါမရှိဘူးဆိုတာဒါပေမဲ့တခြားအသိတွေကတော့အဲ့လိုမျိုးရှိလားမရှိလားဆိုတော့ကျွန်တော်ပြိုင်ပွဲကြရင်တော့တွေ့ရမှာပါဟုတ်အရင်ရင်ခေါ်ရမှာပါ အဲကျွန်တော်တို့ဒီ season 1မှာတော့တော်တော်မိုက်တဲ့ challenge ညီအားကြီးပါတယ်เนาะအဲ season 2မှာပြန်မသေးချင်တာအခုမှလည်းပြန်မပါလားဘာလာအောင် season 2မှာဒီတက်မိုက်တဲ့ challenge ကြီးဆွတ်ဆက်ပါတယ်အဲဆွတ်ဆက်တော့ပါတယ်မပါချင်တဲ့ဟာတော့ပါလားဟုတ်တယ်ဒါပေမဲ့ထုတ်စီးထိုးလဲထုတ်စီးထိုးလဲပါထုတ်စီးထိုးလဲပါအဲအဲ့လိုမျိုးပေါ့ဒါပေမဲ့ရန်ခင်းရင်ပါတယ်ပြိုင်ဝင် challenge နိုင်ခင်းရင်ပါတယ်